ဒါကျွန်တော်ဒီနေ့မိတ်ဆွေတို့မျှဝေပေးရှင်တဲ့အကြောင်းအရာလေးကတော့မိတ်ဆွေတို့ကင်ဆောင်ထားတဲ့ဖုန်းကဘလို့မျိုးစားဖုန်းမျိုးပဲမျိုးဘလို့ဖုန်းမျိုးစားပဲဖြစ်နေပြီလေကျွန်တော်တို့မိတ်ဆွေတို့ရဲ့မျက်နှာဖုန်းမျက်နှာပြင်မှာတခြားသူဖွင့်လို့မရအောင်အဲခတ်ထားတယ်မျက်နှာပြင်လော့တော့တယ်ဗောနော်ပင်လော့ဘတန်လော့အစရှိပဲဗောနော်အဲ password လော့တွေကိုကျွန်တော်တို့ကိုယ်တိုင်ကမိသွားခဲ့တယ်ဆိုရင်မိတ်ဆွေတို့ကိုယ်တိုင်ခတ်ထားပြီးမိသွားတယ်ဆိုရင်ဆိုင်သွားပြီးတော့ဖြုတ်ဆရာမလိုပဲနဲ့ကိုကိုယ်တိုင်အလွယ်တကူနဲ့ဖြုတ်လို့ရတဲ့ဖုန်းမျက်နှာပြင်လော့ဖြုတ်လို့ရတဲ့အနေလေးကိုကျွန်တော်ဒီနေ့မျှဝေမှာဖြစ်ပါတယ်ဗျာ အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်မသွားကြပဲနဲ့အဆောက်အအုံဆုံးထိကျွန်တော်တို့အတူ like လုပ်ကြည့်ဖို့တောင်းဆိုချင်ပါတယ်โอเคแล้วဆိုကျွန်တော်တို့ကကျွန်တော်ခုလိုပြမယ်နေရဘယ်လိုနေရလဲဆိုရင်မိဆွေတို့ရဲ့ဖုန်းမျိုးစားကဘယ်လိုဖုန်းမျိုးသားပဲဖြစ်ဖြစ်စေဖုန်းရဲ့မျက်နှာပြင်မှာခတ်ထားတယ်ကျွန်တော်တို့ password လောအဲ password လော pin လော button လောအခြားစီရင်လော့တွေကိုကိုယ်ကိုယ်တိုင်ကခတ်ထားပြီးတော့ password မေ့သွားတယ်ဒါအောင် pin နဲ့ pin ကိုမေ့သွားတယ်ဒါအောင် button ကိုကျွန်တော်တို့ကမေ့သွားတယ်ဆိုရင်စိုင်းုံသွားပြီးတော့ အဲဆိုင်မှာဖုန်းပြင်တိုင်းမှာသွားပြီးတော့လော့ဖြည့်တယ်မလို့ပဲနဲ့မိတ်ဆွေတို့ကိုယ်တိုင်ပဲအလွယ်တကူနဲ့ဖုန်းပြင်လို့ဖုန်းရဲ့လော့ကိုပြန်ဖြုတ်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာတကယ်လို့ဆိုင်မှာသွားပြီးတော့ဖြုတ်မယ်ဆိုရင်ဝေကုန်ကြေးကြများမှရှိတယ်နောက်ပြီးအချင်းကုန်မယ်ဖုန်းကိုတရက်ထက်နဲ့မရပဲနဲ့နှစ်ရက်သုံးရက်ဆောင်းသွားပြီးတော့မှကျွန်တော်တို့ဖြည့်ရတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ထားခဲ့ရမျိုးတွေရှိတယ်အဲဒါကြောင့်မဒီနည်းလေးကိုကျွန်တော်ဖြောက်ပြမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့နည်းလေးမှာဟုတ်လို့ပြရမယ့်နည်းလေးမှာတော့ချင်းချက်အနေနဲ့တခုတော့ရှိပါတယ်ကျွန်တော်ခုပြောရတဲ့နည်းက iPhone အမျိုးသားတွေကိုတော့ကျွန်တော်ခုပြောမယ့်နည်းတွေတော့လော့ဖြုတ်လို့ရမှာမဟုတ်ပါဘူးညနေပြင်း screen lock တွေကိုကျွန်တော်ဖြုတ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်ခုပြောမယ့်နည်းကတော့ Android အမျိုးသား ဖြစ်တဲ့ဖုန်းပဲမျိုးပဲဖုန်းမျိုးမဆိုဘယ် model မျိုးပဲ brand ပဲဖြစ်ပြလိမ့်သေးပါတော့အဲ Xiaomi Redmi အဲ Oppo Vivo Huawei Honor Tecno အစရှိသဖြင့် Infinix မှာအစပါတော့အစရှိသဖြင့်ဖုန်းတွေအကုန်လုံးကိုကျွန်တော်ဒီနည်းနဲ့ကျွန်တော်ပြပေးတဲ့နည်းနဲ့လော့ဖြုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျအဲဒါကြောင့်မလို့ iPhone မျိုးစားတော့ချွင်းချက်နေနဲ့မရနိုင်ပါဘူးဒီဗီဒီယိုလေးမှာကျွန်တော်တို့တစ်ခါထည့်ပြောပေးထားပါတယ်။မဟုတ်ရင်တော့ကျွန်တော်ရဲ့အဲဗီဒီယိုရဲ့ comment မှာအဲ iPhone ကိုဖြေလို့မရဘူးလို့ပါ။အဲ့ဒါမျိုးကြီးကျွန်တော်တို့လာပြီးတော့ ပြောကြမှာဆိုလို့ကျွန်တော်ကြိုတင်ပြီးတော့စကားခံထားခြင်းပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ခုလိုပြရမယ်နီလို့တခြားလေးလိုက်ကြည့်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်။ပထမဆုံးနေမိတ်ဆွေတို့ဖုန်းထဲမှာတော့ Gmail account ကိုရှိထားဖို့လိုအပ်ပါတယ်။အဲ့ဒီ Gmail account ရှိထားမယ်ဆိုရင်တော့မိတ်ဆွေတို့ဖုန်းကိုအဲပတ်တန်တွေပါလေ၊လော့တွေပါလေမှတ်မိတော့ဆိုရင်ကိုယ့်ဘက်ကိုဖြုတ်လို့ရမှာဖြစ်ပါတယ်ဗျ။အဲ့တော့ Gmail နဲ့ Gmail ရဲ့ password ကိုတော့မိတ်ဆွေဖုန်းထဲမှာရှိတဲ့ Gmail နဲ့ Gmail password ကိုတော့မှတ်မိထားဖို့လိုအပ်ပါတယ်။တခြားလေးတော့မှတ်ထားပေးပါ။အလို့ရနေရင်တော့ပိုကောင်းပါတယ်နော်။တကယ်လို့အခုလက်ရှိတော့လုပ်ပြပေးတဲ့ကျွန်တော်ရဲ့ဒီဖုန်းကအဲဥပမာဆိုကြပါသူလော့ကျသွားတယ်ပေါ့နော်။လော့ကျသွားတယ်။လော့ကျသွားတယ်ဆိုတဲ့နေရာမှာ log ကတော့ကိုသိပြီးသားလော့ဒါပေမဲ့လို့ အဲမှတ်မိဘူးဖြစ်သွားတယ်။ပတ်စော့ကကိုအလုံးမှတ်မိဘူးဖြစ်သွားတာမျိုးတခါကျရင်ကိုကိုတိုင်ကအဲဟိုမှတ်မထင်ပဲနဲ့ကျွန်တော်တို့ခတ်လိုက်တဲ့ပတန်လော့တွေပါအရာရှုပ်ထွေးသွားပြီးတော့ကိုကိုတိုင်ပြန်ဖြုတ်လို့မရတာမျိုးရှိတယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်ခဲ့ပြီဆိုရင်မိတ်ဆွေတို့နေနဲ့ပထမဦးဆုံးဘာလို့ကမလဲဆိုရင်တော့မိတ်ဆွေတို့ရဲ့အိမ်မှာရှိတဲ့အဲမိသားစုတွေကဖုန်းတလုံးလုံးကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ငွေချင်းမိတ်ဆွေပေါင်းတင်ရဖုန်းတစ်ခုပဲဖြစ်ဒါကျွန်တော်တို့အရင်ဆုံးယူလိုက်ပေါ့နော်ယူလိုက်ပေါ့နောက်ပြီးတော့မိတ်ဆွေတို့ရဲ့လက်ရှိလော့ကြလော့ကိုမှတ်မိဘူးဖြစ်နေတဲ့ဖုန်းဆိုရင်ကျွန်တော်တို့ကစက်ခွင်လော့ကဖြုတ်လို့မရအောင်ဖြုတ်လို့မရအောင်ဆိုရင်ပထမဦးဆုံးဘာလို့ကမလဲဆိုတော့မိတ်ဆွေရဲ့ဖုန်း စကရင်လော့ကျနေပြီးတော့မှတ်မိတဲ့ဖုန်းကိုပထမဦးဆုံးအနေနဲ့အပေါ်ကမီနူဘားနဲ့လေးကိုဆွဲချလိုက်ပါဆွဲချပြီးတဲ့ခါကျရင်တော့ internet လေးဖွင့်ဖို့လိုအပ်တယ် internet လေးတော့ဖုန်းကို internet လေးဖွင့်ပြီးဒါမှမဟုတ် wifi လေးပေါ့နော်ဖွင့်ပြီးဖွင့်ပြီးတော့ဟာဒီမှာရှိတဲ့ကျွန်တော် location လေးပေါ့နော် location ဆိုတာကျွန်တော်ခုပြထားပေးရအောင်နော် location လေးကိုတော့ကျွန်တော်တို့ဖွင့်လိုက်ပါ location လေးဖွင့်လိုက်ပြီးတဲ့ခါကျရင်တော့အဲ့ location လေးကိုဖွင့်လိုက်ပြီးဖွင့်ထားပြီးပါဖွင့်ထားပြီးဒါလော့ကျနေတဲ့နေသားမှာဆိုရင်လေအဲလော့မှမီလို့ button လော့ကျနေရဆိုတော့ဒီအပေါ်ကမီနူဘားဘားလေးကတော့ noti ဘားကတော့ဆွဲချလို့ရတယ်ပေါ့နော်ဖုန်းနေဆွဲချလို့ရတယ်ဆွဲချပြီးကျွန်တော်တို့ကအဲ internet သွန်ဖို့ wifi တစ်ခုခုချိန်ပြီးတော့ဒီမှာ location နဲ့ဖွင့်ပေးလိုက်ဖွင့်ပြီးဆိုရပြီဗျဖွင့်ပြီးဆိုတော့ကျွန်တော်ခုနကပြောသလိုပဲကိုယ်အိမ်မှာရှိတဲ့မိသားစုတယောက်ရဲ့ဖုန်း Android ဖုန်းမျိုးသားပေါ့နော် iPhone နဲ့ဖုန်းကိုခဏလောက်တောင်းလိုက်ပါတောင်းပြီးတဲ့ခါကျရင်တော့ internet သွန်ဖို့ wifi လေးဖွင့်လိုက်ပါဖွင့်ပြီးတဲ့ခါကျရင်တော့ Play Store ပေါ်မှာဦးဇင်းနဲ့တွားပြီးလို့အပ်ပါတယ် base software တွေကိုတစ်ချက်တော့ဝင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ဒါ message ညီကောင်မတို့ရဲ့ဒါဒီဖုန်းကတော့ဒါဒီဖုန်းပေါ့နော်ကျွန်တော်ခုထပ်ပြောပြရမယ်ဆိုရင်တော့အဲဒီဝင်လိုက်မယ်ဝင်ပြီးသွားတဲ့ခါကျရင်အဲ Play Store ရောက်တဲ့ခါကျရင်ကျွန်တော်ခုပြောမယ် software လေးကိုအရင်ဆုံး download လိုက်ပါဗျာအဲဒီဖုန်းထဲမှာ ဒါလော့ကြတဲ့ဖုန်းမဟုတ်နော်ကျွန်တော်ခုလုတ်ပြတာလော့ကြတဲ့ဖုန်းမဟုတ်ဘူးလော့ကြတဲ့ဖုန်းကတက်တက်ဒါထားထားလိုက်ပြီအင်တာနက်ဖွင့်ထားလိုက်မယ်ပြီးရင်ဒါခုကျွန်တော်လုတ်ပြတာကြတော့ကိုယ့်ရဲ့မိသားစုဖုန်းဒါမှမဟုတ်တငယ်ချင်းပေါင်းသိရင်ဖုန်းခဏငှားပြီးလုတ်တဲ့ပုံနဲ့ပေါ့နော်အဲပြီးရင်သူတို့ရဲ့ဖုန်းတွေကပလေးစတိုးတွေဝင်ဝင်ပြီးတော့ကျွန်တော်ခုပြောတဲ့ software လို့ဒေါင်းလိုက်ပါအဲ့ဒါပါလဲ software နာမည်က fi fi ခဏလေးနော်ဒါဆက်ပြထွက်လိုက်မယ် ဗီဒီယိုလေးပိတ်မိထားမှာဆိုတော့เนาะကျွန်တော်ကျွန်တော်ချက်လေးပြန်ကြည့်တာပါဗျာပင်ပြေးဆိုရပြန်ဝင်မယ်ဝင်ပြီးပေါ်မှာ node voice search ပါလေးပေါ့နော်ဟဲ့ search ပါလေးမှာကျွန်တော်တို့ကကျွန်တော်ခုပြောမယ် software လေးကိုတခြားလေးရိုက်ပြီးတော့ရှာပေးပါဗျာ f i n d f i n d t e v i n c find device ဆိုပြီးရနော်အဲ့လိုပေါ်လာရေးဆိုရင်အဲ့လိုစာလေးရိုက်ပြီးွားရင်နော် ဆာ့ချ်ပါလိမ့်ခဲ့လိုက်ပါဆာ့ချ်နေတဲ့အခါကျရင်ကျွန်တော်ဟာဒီမှာပြကျွန်တော်တို့ဒီလိုပုံစံလေးပေါ်လာမယ်နော်ဒီ software လေးပါနော်ဒီ software လေး Google Find My Device ဆိုတဲ့ software လေးပေါ့နော်ဒါကတော့ကျွန်တော် update လုပ်ရသေးလို့ကျွန်တော် update လုပ်အောင်မယ်မိတ်ဆွေအနေနဲ့ကတော့ဒါအခုမှထောင်းမှာကျွန်တော်ပြောမှထောင်းတာဆိုရင်တော့ဒါအဲဖုန်းမှာဒါ install ပဲရင်လောက်ခိုင်းမှာပေါ့နော်ကျွန်တော်ကတော့ဒါ down ပြီးသားရှိတယ် update လုပ်ရသေးလို့နော်ကျွန်တော်အဲ့ဒါ update လုပ်လိုက်မယ်မိတ်ဆွေအနေနဲ့ install ပေါ်လိုက်မယ်အဲ့ဒါဆိုရင် install လေးနှိပ်ပေးလိုက်ပါပြီးရင်ခဏလေးဆောင်ပေးလိုက်မယ်နော် ်ဟိုရဲတောင်းပြီးတော့ရသွားပြီရအောင် open ဖြစ်သွားဖြစ်သွားကျွန်တော်တို့ကအပြင်ကိုတစ်ချက်ချင်းဘက်ကီးနဲ့ပြန်ထွက်လိုက်ပါထွက်ပြီးသွားရဟိုရဲတော့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုရင်အရင်ဆုံးအနေနဲ့မိတ်ဆွေတို့ကခုနကကျွန်တော်တို့ download ဆွဲထားတဲ့ software လေးရှိတယ်ပေါ့နော်ဒီမှာအဲ download ဆွဲထားတဲ့ software လေးကိုကျွန်တော်တို့သွားပြရမှာဖြစ်ပါတယ်ကြာအဲဒီမှာပေါ့နော်ဒီပုံစံဒီပုံစံလေးဖြစ်သွားလိမ့်မယ်เนาะအစားဒီပုံစံမဟုတ်ဘူးအခုကတော့ update မှာဒီပုံစံလေးဖြစ်သွားပြီเนาะအဲ့ဒီ find device ဆိုတဲ့ software လေးတွေကိုတစ်ချက်လောက်မိတ်ဆွေတို့ရဲ့ internet ဖွင့်ပြီးတော့ဝင်ပေးလိုက်ပါဗျ location တော့အခုလက်ရှိမိတ်ဆွေတို့ဖုန်းမှာလည်း location ဖွင့်ထားပြီးလို့လိုတယ်ပေါ့เนาะ လော့ကြွားရဲမိတ်ဆွေရဲ့ဖုန်းမှာလည်းအင်တာနက် location ဖွင့်ပေးထားပါအခုလက်ရှိလုံလုံလုံနေတဲ့ဒီဟူ software ထောင်းနေတဲ့မိတ်ဆွေရဲ့တငယ်ချင်းဖုန်းထောင်းဝီသားစုဖုန်းထဲမှာလည်းဟူဒါ location ဖွင့်ထားပါအင်တာနက်ဖွင့်ထားပါဖွင့်ပြီးကျွန်တော်ဒီ software find device ဆော်ဝဲလေးလည်းချက်ဝင်လိုက်မယ်ပြင်ခဏလေးစောင့်ပေးလိုက်စောင့်ပြီးတော့ခိုင်ရင်ဒါကျွန်တော်ကတော့ဒါအခုကိုယ့်ဘက်ကိုလုတ်ပြီးသားဖုန်းဖြစ်နေတယ်ပေါ့နော်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါအစိုးရကမကြည့်မေးတွေကဝင်ထားတာပေါ့နော်မိတ်ဆွေအနေနဲ့ဘာလို့ကမလဲဆိုရင်အောက်က စိုင်းအင်ဂတ်ဆိုတဲ့စာကြောင်းလေးရှိရယ်နော်စိုင်းအင်ဂတ်ဆိုတဲ့စာကြောင်းလေးပါနော်အဲ့ဒီစာကြောင်းလေးကိုတစ်ချက်တော့နှိပ်လိုက်ပါပြန်ဟမ်းပါနှိပ်ပေးလိုက်ဂတ်မှုဆိုတာရှိရပါနော်ဂတ်မှုအဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အဲ့ဒီမှာဂျီမေးတောင်းလိုက်မယ်နော်အဲ့ဒီမှာကျွန်တော်ဂျီမေးတောင်းပါမယ်ဂျီမေးတောင်းတဲ့အခါကျရယ်နော်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အဲ့ဒီဂျီမေးနေရာလေးမှာကျွန်တော်တို့ကခုနကလော့ကြနေတယ်ကိုယ့်ရဲ့လော့မှတ်မိတဲ့ဖုန်းထဲမှာထည့်ထားတယ်ဂျီမေးအကောင့်ကိုထည့်ပေးပါအဲ့တော့ကျွန်တော်အခုဂျီမေးအကောင့်ကိုထည့်ပါတော့မယ်နော်ဂျီမေးအကောင့်ထည့်တော့မယ် ခုဒါကျွန်တော်ជីမေးကောင်ထည့်လိုက်ပြီเนาะဒီမှာជីမေးကောင်ထည့်ပြီးပါပြီជីမေးကောင်ထည့်ပြီးသွားတဲ့ခါကျတော့အောက်ကတွေက80ရင်ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါเนาะနှိပ်ပြီးသွားတဲ့ခါကျတော့မိတ်ဆွေတွေနဲ့ဟဲ့ဒီမှာထပ်ပြီးတော့ password ထည့်ပေးရမှာဖြစ်ပါတယ် password ထည့်ပေးရမှာဖြစ်ပါတယ်ဗျအဲ password ကတော့ဒီနေရာလေးမှာကျွန်တော်တို့ခုနជីမေးရဲ့ကိုဖုန်းထဲမှာ log in လုပ်မှန်းပြီးတဲ့ဖုန်းထဲကជីမေးကိုထည့်ပေးပါပြီးပြီးရင်အဲ့မှာ password ကိုကျွန်တော် password တောင်းနေရာ password ကိုထည့်ထည့်ပေးလိုက်ပါဗျ ဝိုင်ခါကြရင်နော်ကျွန်တော်တို့အောက်ကရှေ့ဆက်ရန်ဆိုတဲ့နေရာလေးကိုချက်ထနေပေးလိုက်ပါပတ်စောမှန်အောင်လို့ကျွန်တော်ပြနေပါတော့ပတ်စောမှန်အောင်လို့ပြနေပတ်စောမှန်အောင်ဆိုတော့ကျွန်တော်အပြင်ရိုက်ပြန်ထွက်လိုက်မယ်ကျွန်တော်ပတ်စောတွေအရခါကြရင်ကျွန်တော်လဲမိတာတွေရှိတယ်ဗောနော်ပတ်စောတွေမှားနေတတ်တယ်အဲ့တော့ကျွန်တော်တခြားကြည်မေးတစ်ခုကျွန်တော်ထည့်လိုက်မယ်ဗောဗျာနော်ဒါကျွန်တော်ကြားကြားကြည်မေးတစ်ခုပြန်ထည့်လိုက်မယ် ဒါကျွန်တော်ကအဆန်းလောက်ပြရတဲ့ကြောင့်မဟုတ်ဘတ်စော့မေ့နေတဲ့ကြောင့်ပေါ့နော်ဘတ်စော့မှတ်မိတဲ့ဟာပဲကျွန်တော်ထည့်ရတော့မယ်80ရယ်ဒါကျွန်တော်ဘတ်စော့ထည့်ဝိုင်းထည့်ဝိုင်းဒီအောက်က80ရယ်ကိုနှိမ့်လိုက်မယ်ဒါကျွန်တော်ခုနကကြီးမေးမှတ်မိလို့နော်ဒါလည်းမမှန်ဘူးတဲ့မမှန်တာပဲကောင်းပါလားဘယ်လိုဖြစ်လို့ကြီးမေးတွေကဘတ်စော့တွေကမှန်တာလဲထည့်ကြည့်မယ်ဗျာနော်ဒီကြီးမေးကိုကျွန်တော်ထည့်ကြည့်လိုက်မယ်ထည့်ဝိုင်းဟာကျွန်တော်80ရယ်နှိမ့်လိုက်မယ် နှိပ်ပွားခါကျရင်ဒီက password ကြောင့်ထည့်လိုက်မယ်ဗျထည့်ပြီးရင်ကျွန်တော်ရှေ့ဆက်ရအောင်ထည့်နေကြည့်လိုက်မယ်စကားဟောပြီးခဲ့တဲ့ငါးလားကပြောင်းထားသည်တဲ့နော်အဲ့တော့ကျွန်တော်ကကျွန်တော် password တွေကျွန်တော်မှတ်မိဘူးဖြစ်နေတယ်အဲ့တော့ gas moon နဲ့ပဲကျွန်တော်တစ်ချက်ပြန်သွားကြည့်လိုက်မယ်နောက်ထပ်ကြည်မေးတစ်ခုပေါ့နော်ကျွန်တော်ထပ်ထည့်ကြည့်လိုက်မယ်ရှိစရာ ရှေ့ဆက်သွားလိုက်မယ်သွားပြီးရင် password ထည့်အောင်ပေါ့နော်ကဲဒီခါတော့ password မှန်လောက်မယ်ထင်ပါတယ်အဲ့ဒါဆိုတော့ပြင်ရှေ့ဆက်ရအောင်နှိပ်ပေးလိုက်ပြ Okay အခုစင်တော့ကျွန်တော်တို့ကအခုလာလက်ရှိဆိုရင်ဒီ software လေးတွေကိုရောက်သွားပြီရောက်သွားတဲ့အခါမှာကျွန်တော်တို့ကဘာလို့သွားတွေ့ရမလဲဆိုရင်အခုလက်ရှိမှာဒါအခုကျွန်တော်ရောက်နေတဲ့နေရာပေါ့နော်ကချင်ပြည်နယ်မြကြီးနားဆိုပြတယ်ကျွန်တော်ရဲ့ဒါ phone location ပေါ့နော် location ကိုပြတယ်ဒီမှာနောက်ထပ်ဖုန်းတစ်ခုကိုကျွန်တော်တွေ့ရမယ်ဗျအဲ့ဒါဘာလဲဆိုတော့ဟာဒီမှာ မနက်ကဖုန်းတလုံးပြထားတာရှိတယ်နော်အဲ့ဖုန်းလေးအမျိုးအစားလေးညောင်းတစ်ချက်ကြည့်ကြည့်လိုက်မယ်ဒီဖုန်းမျိုးစား Vivo Y31i Vivo Y31i ထဲမှာဒီဖုန်းနံပါတ်ဒီကျွန်တော်ကဒီ Gmail ရလဲရှိနေပြောချင်တာကတော့မိတ်ဆွေတို့ရဲ့ဖုန်းဒါတကယ်လို့အခုလက်ရှိကဒီဖုန်းကဒီ Vivo Y31i ကမိဆွေတို့ရဲ့ဒါလော့ကျနေတဲ့လော့မှတ်မိတဲ့ဖုန်းပဲဆိုပါတော့နော်လော့မှတ်မိတဲ့ဖုန်းအဲ့လိုဖုန်းဆိုရင်တော့မိဆွေရတခြားခုနကဒီ တကယ်ချင်းပေါင်းတဲ့အကြောင်းမိတ်စကိုညူမောင်းနှမဒါမိသားစုရဲ့ဖုန်းထဲမှာကျွန်တော်ကဒီဟာကိုဒီဂျီမေးကိုတက်ယူလောက်ကြနေတဲ့ဖုန်းထဲကဂျီမေးနဲ့ပတ်စော်ကိုကျွန်တော်ခုနပြောသူဒီ software ထဲမှာ find my device ထဲမှာကျွန်တော်ထည့်ပွားပြီးထည့်ပွားပြီးဆိုတော့ကျွန်တော်ဘာလို့လုပ်ရလဲဆိုရင်အဲ့ဒီမှာလှမ်းပြီးတော့ကျွန်တော်လုပ်လို့ရတယ်ဟုတ်ရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီမှာဒီကနေပြီးတော့ကျွန်တော်တို့ကသချင်းတန်လှမ်းဖွင့်လို့ရတယ်နော်သချင်းတန်လှမ်းဖွင့်လို့ရတယ်ဒါခုဒီကနေပြီးတော့ကျွန်တော်တို့က ပလေးဆောင်ဆိုတဲ့နေရာရှိရနော်အဲ့နေရာကနေလှမ်းပြီးတော့လဲအဲ့ဒီလော့ကြနေတဲ့လောင်းမှန်ပြီးတဲ့ဖုန်းကိုလဲကျွန်တော်ကတချင်းလှမ်းခွင့်လို့ရတယ်နော်ဒီလုံးလှမ်းခွင့်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ကအဲ့ဒီမှာဒုတိယနေရာမှာတော့ကျွန်တော်တို့မလုပ်လို့ရတယ်လဲဆိုရင်အဲ့ဒီမှာတောက်ခထားတဲ့ပုံလေးရှိရနော်အဲ့တောက်ခထားတဲ့ပုံလေးကနေပြီးတော့အဲ့နေရာ serve device ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်သွားပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာတကယ်လို့ iPhone ကိုလှမ်းပြီးတော့လော့ကျထားတယ်လော့မှန်ပြီးတော့ဟိုဖြစ်နေတဲ့ဖုန်းတွေကိုလည်းလှမ်းပြီးကျွန်တော်တို့ကစာလှမ်းပို့ထားလို့ရတယ် screen မှာ စာလမ်းပို့ထားလို့ရတယ်ဖုန်းနံပါတ်တွေလမ်းပို့ထားလို့ရတယ်နော်မှအဲ့တော့ကျွန်တော်နောက်ဆုံးပြချင်တာကတော့ခုနကဟော sorry ပြန်ထွက်သွားတယ်ပေါ့နော် ဆုံးပြနေတာမိတ်ဆွေတို့ရဲ့ဖုန်းကိုလောက်ကျွန်တော်ဆက်ခွင့်လောက်ဖြည့်မယ်ပေါ့နော်ဖြည့်မယ်ဆိုတော့တခြားဘာမှလုပ်ထရမလို့ပါဘူးဟာဒီအောက်ဆုံးမှာရှိနေတဲ့စာကြောင်းလေးဖြည့်တယ်ကျွန်တော်ခုနကကပထမစာကြောင်းပြပြီးသွားပြီဒုတိယစာကြောင်းလည်းကျွန်တော်တို့ကပြပြီးသွားပြီအခုနောက်နောက်ဆုံးအနေနဲ့ကကျွန်တော်တို့ကလော့ဖြုတ်မှာဖြစ်တယ်ကျွန်တော်တို့ရဲ့ password မှတ်မိလို့ကျွန်တော်တို့လော့ကြနေတဲ့ဖုန်းကိုကျွန်တော်လော့ဖြည့်လို့မရတဲ့ဖုန်းကိုကျွန်တော် hack ကနေလှမ်းပြီးတော့ဒီမှာ erase device ဆိုတဲ့နေရာလေးရှိတယ်အဲ့စာကြောင်းလေးကိုတစ်ချက်တော့နှိပ်ပြီးဝင်ပြရမှာဖြစ်ပါတယ်ကြာနော် ပြီးရင်တော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာကျွန်တော်တို့ကြည့်မိထည့်ပေးလိုက်ပါကျွန်တော်တို့ခုနကတော့မှတ်မိကျွန်တော်တို့ကခုပထမဦးဆုံးနေတော့ကျွန်တော်တို့အနေနဲ့ဟိုမှာကျွန်တော်ပြမှာတော့ဖုန်းကိုလော့ဖြီတော့မယ်ပေါ့နော်ဟိုဘက်ကကျွန်တော်ဖုန်းလော့မှတ်မိတဲ့ဖုန်းကိုပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကတစ်ဖက်ကလော့ကြနေလော့မှတ်မိပတ်စွန်နဲ့မှတ်မိလို့လော့မှတ်မိတဲ့ကျွန်တော်တို့ရဲ့ဖုန်းကိုကျွန်တော်လော့ဖြုတ်ပါပေါ့နော် လောက်ဖြုတ်မှာဆိုတော့ဒီမှာကျွန်တော်တို့ကဒီနေရာလေးပေါ့နော် erase device ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်အောင်ဖြစ်ပါတယ်နော်အဲ့စာကြောင်းလေးချက်နှိပ်ပြီးဝင်ပေးလိုက်ပါအဲဗီဒီယိုမှာကျွန်တော်ချက်တန်တယ်ဖြစ်နေပါတယ်အဲ့တော့တင်းကြီးခံပေးပြီးလာထောင်ပေးနော်ဘာလို့တော့ကျွန်တော်အိမ်အနီးနားနဲ့ကျွန်တော်အိမ်မှာဝေးထားတဲ့ချက်တွေကတော်နေတဲ့ကြောင့်မို့လို့နော်အဲ့ဝင်လိုက်မယ် erase device ဆိုတဲ့နေရာလေးကိုတစ်ချက်လောက် ဝင်တဲ့ခါကျရင်မိတ်ဆွေတို့ဒီမှာ password နဲ့တော့ကျွန်တော်တို့ gmail တောင်းမှာပေါ့နော်အဲ့ gmail ရလဲထွေတူးမဟုတ်ဘူးဒီ software ထဲကိုဝင်တဲ့ခုနကဟိုဟိုဘက်က log in နေတဲ့ log in မိတဲ့ဖုန်းထဲကခုနထည့်ထားတဲ့ gmail ကိုပဲပြန်ထည့်ပေးရုံပဲပေါ့နော်ပြန်ထည့်ပေးရုံပဲအဲ့နှိပ်လိုက်မယ်ပြီးရင်ခုနကကျွန်တော်တို့ထည့်ထားတဲ့ Gmail ကိုပဲကျွန်တော်ပြတ်ထည့်ပေးမှာနော်ဟိုဘက်ဖုန်းထဲမှာကျွန်တော်လော့ဂျာနဲ့ဖုန်းထဲမှာထည့်ထားတဲ့ Gmail နော်ပြီးရင်တော့ဟာမှာ next ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်မှာ password ထည့်မယ် ဆက်ဆက်ထည့်ပြီးကျွန်တော် next ကိုဆက်သွားမယ်ဗျ။အဲ့ဒီမှာကျွန်တော်တို့ password ပေးနေမယ်เนาะကျွန်တော်တို့ဒီမှာ yes yes it is me ဆိုတာလေးကျွန်တော်နှိပ်ပေးလိုက်အောင်ပဲအဲ့ဒါလေးကိုနှိပ်ပြီးတော့ねတစ်ဖက်ကမိတ်ဆွေတို့ရဲ့အဲလုံးဝမှတ်မိတဲ့ဖုန်းက button lock pin lock password လုံးမှတ်မိတဲ့ဖုန်းကအလိုလျောက်ဆက်ပိတ်သွားလိမ့်မယ်ဆက်ပိတ်ပြီးတော့ auto reboot ကြပြီးတော့ပြတ်တက်လာလိမ့်မယ်အဲ့ဒီချိန်ကျရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းက တော့မရှိတော့ပဲလော့ပြုတ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိပါတယ်နော်ဒီနေ့ကဘာလဲဆိုရင်မိတ်ဆွေရဲ့အဲ့ဒီတစ်ဖက်ကလော့ကြနေတဲ့ဖုန်းအဲ့လိုမျိုးနီးနေကျွန်တော်တို့ကလော့ဖြုတ်လိုက်ပြီဆိုရင်လော့တော့ပြုတ်သွားမယ်ဒါပေမဲ့တခုရှိတာကဖုန်းထဲမှာရှိတဲ့ data တွေအကုန်လုံးပြတ်သွားမှာဖြစ်ပါတယ် data တွေဆိုရင်ကျွန်တော်တို့ရဲ့အချက်လက်တွေဓာတ်ပုံတွေအစားရင် software တွေအစားအကုန်လုံးပြတ်သွားပြီးတော့ဖုန်းကဆိုင်ရနေဝယ်တော့ကအစ်စ်ပုံစံတိုင်းပဲကျွန်တော်တို့ပြန်ဖြစ်သွားပြီးတော့ဆိုင်ရဝယ်တော့ကလို့သူ original software တွေပဲရှိပြီးတော့ဖုန်းကပြန်ပွင့်လာမှာဖြစ်ပါတယ်ဒါပေမဲ့လော့ကတော့ screen lock button lock တွေအကုန်လုံးပြုတ်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေ့တိုင်းနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းမျိုးစားဘယ်လိုဖုန်းမျိုးစားပဲဖြစ်ဖြစ်လေးသင် Android ဖုန်းမှန် ်လို့ရှိရင်အဲ့ဒါမျိုးစမ်းမှန်လို့ရှိရင်ကျွန်တော်ခုပြပေးတဲ့နည်းနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ screen လော pin လော button လော်တွေမမှတ်မိဘူးဆိုရင်ဆိုင်သွားရမလို့ပဲနဲ့အချိန်လဲဆောင်းရမလို့ငွေကုန်ရမလို့ပဲနဲ့ကျွန်တော်တို့ဖြုတ်လို့ရတယ်အလွယ်တူဖြုတ်လို့ရတဲ့နည်းပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ password မိသွားတယ်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail နဲ့ Gmail password အကောင့်ကို password ကိုတော့မှတ်မိအလွတ်မှတ်မိထားဖို့လိုအပ်ပါတယ်အဲ့ဒါမှသာလင်အဲ့ဒီ Gmail account နဲ့ Gmail password ကိုကျွန်တော်တို့ကတခြားကိုယ့်ရဲ့မိတ်ဆွေတောင်မို့ကိုယ့်အရင်မိသားစုရဲ့ဖုန်းထဲမှာပြန်ထည့်ပြီးတော့ကျွန်တော်တို့ကဒီလက်ရှိ ် Google Find My device ဆိုတဲ့ software လေးတောင်းတောင်းပြီးတော့အဲ့ထဲမှာကျွန်တော်ဟုတ်ပြသလိုပဲဝင်ပြီးတော့ကျွန်တော် log ကိုလှမ်းဖြုတ်လို့ရပါတယ်အဲဒါကတော့ကျွန်တော်တို့ဖုန်းကန်ဒီမှာသွားလုပ်မယ်ဆိုလဲသူတို့ကအလားတူနီးမဟုတ်ပေမဲ့လို့တခြားသောနီးတွေနဲ့သူတို့ဖြုတ်တာပါပဲเนาะဒါပေမဲ့ သူတို့ဖြုတ်ရင်လည်းပဲဖုန်းတိုင်းမှာသွားဖြုတ်ရင်လည်း data တွေပြတ်ပါတယ်เนาะ data မပြတ်တဲ့ဖုန်းဆိုတာကအနည်းချင်းပဲရှိပါတယ်အဲ့ဒါကတော့ Vivo Oppo တွေမှာအနည်းငယ်လောက်ပဲကျွန်တော်တို့ data မပြတ်ဖဲနဲ့ log ဖြုတ်လို့ရတဲ့နည်းတွေပဲ log ဖြုတ်လို့ရတာပဲရှိတယ်ဗောနော်တော်တော်များများကတော့ကျွန်တော်တို့လောဖြုတ်ပြီဆိုရင် data တွေဖုန်းထဲမှာရှိ data တွေပြတ်ပြီးတော့အကုန်လုံးကဖုန်းအစ်တစ်ဝယ်တုန်းကအတိုင်းပဲဖြစ်ပြီးတော့ပဲကျွန်တော်ပြန်ရတာပေါ့နော်အဲ့ဒီနည်းနဲ့ပဲဖုန်းတိုင်းနေမှာလည်းအဲ့ဒီနည်းနဲ့ပဲကျွန်တော်တို့ကဟိုဖြုတ်ကြတာတော်တော်များများရှိတယ်ပေါ့နော်ကျွန်တော်ကတော့အခုလက်ရှိဒီနည်းကိုမိတ်ဆွေတို့အနေနဲ့အဲ ြောမယ်ဆိုဘိုးသူဒအနေနဲ့ရောငွေကုန်ကြေးကြတတ်တာပြီးအချိန်ကုန်တတ်အောင်လို့ကျွန်တော်ဒီနည်းလမ်းလေးကိုမျှော်ပေးတာဖြစ်ပါကျွန်တော်ဗီဒီယိုလေးကအဲအနည်းငယ်ရှင်းသွားတဲ့အကြောင်းကိုလည်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကတင်ချာကြီးလုပ်ပြပြီးတော့နားလည်အောင်ကိုကျွန်တော်လုပ်ပြပေးတဲ့အကြောင်းလို့အနည်းငယ်ရှင်းသွားတယ်အဲဒါကြောင့်မို့လို့လည်းနားလည် တိခံပေးလေးပြီးတော့ကြည့်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအသာနဲ့အဆုံးထိလိုက်ကြည့်ပေးကြတဲ့တူတောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးတဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစုံတစ်ခုအကျိုးရှိလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့တိုင်းလည်းလုပ်ကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းရဲ့ screen lock ကိုကိုယ်တိုင်မှတ်မိတော့ဘူးဆိုရင် screen lock ပတ်တန်ပင် lock password lock တွေမှတ်မိပြီးဆိုရင်ဖုန်းတိုင်းကိုသွားရမလို့ပဲနဲ့အခုကျွန်တော်လုပ်ပြရနေတဲ့အတိုင်းလေးပဲဂျီဆော်ဝဲလေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့ကဂျီမေးနဲ့ဂျီမေးပတ်ဆော်လေးထည့်ပြီးတော့ဖုန်းမျိုးစားကိုကိုယ့်ရဲ့ဖုန်းလော့ကျတဲ့ဖုန်းမျိုးစားကိုရွေးရွေးပြီးတော့ကျွန်တော်တို့လော့ဖြုတ်လို့ရတဲ့နည်းပဲဖြစ်ပါတယ်ဗျ။ အခုလုတ်ပြပေးတဲ့နေရာမိတ်ဆွေတွေဖုန်းလောကြသွားရင်ကိုဒီဖုန်းထဲမှာတော့ကျွန်တော်လုတ်လို့မရဘူးတခြားတငငယ်ချင်းတရားရောမိတ်ဆွေတရားရောဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုအိမ်ရဖုန်းကိုယ့်ရဲ့မိသားစုတွေရဲ့ Android ဖုန်းလေးလုံးကိုယူပြီးတော့ဒီ software လေးကို Play Store မှာထောင်းထောင်းပြီးတော့လော့ကျနေတဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Gmail account နဲ့ password ကိုဒီ software လေးထဲမှာထည့်ထည့်ပြီးတော့ကျွန်တော်ခုနပြသလိုပဲလှမ်းပြီးတော့လော့ကိုယ့်ရဲ့ဖုန်းလော့ကျနေတဲ့ဖုန်းကိုလှမ်းထုတ်လို့ရတာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့နောက်တစ်ခုကကျွန်တော်တို့က data တော့ဖြတ်ပါမယ် data တွေ check data တွေကျွန်တော်တို့ကဓာတ်ပုံလေး video file လေးရှိရင်အကုန်ပြတ်ပါမယ်နော်ဖုန်းကအစ်တဲ့ဝယ်တော့အတိုင်းပဲ software တွေကအဲဖုန်းဝယ်တော့ပါလာတဲ့ original software ပဲပါမယ်လိုအပ်တာတွေရောနောက်မှာကိုယ့်ဘက်ကိုပြန်ပြီးတော့ပြန်ထည့်လို့ရတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ကအချင်းငွေကုန်သက်တာမယ်ကိုယ့်ဘက်ကိုလည်းလုပ်လို့ရတယ်ပေါ့နော်